ကင်ဆာကြောက်သူတွေအတွက် မင်းကိုတီမင်းကိုတီဟာ အပူကိုငိမ့်စေပါတယ်နှလုံးတုံခြင်းမောပန်းခြင်းတို့ကို တခဏအတွင်းပြေပျောက်စေပါတယ်သူ့မှာအလွန်အာနိသင်ထက်မြက်တဲ့ဇမ်တရုံဓာတ်မျိုးပါဝင်နေပါတယ်၎င်းဓာတ်ဟာခန္ဓာကိုယ်အတွက်အာအင်ကိုဖြစ်စေပြီးခုခံအားကိုနိုးထားစေပါတယ်ထက်မြက်ဆွမ်းဆောင်နိုင်သောဓာတ်တွေကတော့အသားထက်အပြင်ကွင်းနဲ့ အစီတို့မှာအများဆုံးပါဝင်ကြောင်းစီးတုတေသနအဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။အပူငိမ့်စီအဖြစ်မင်းကိုတီးဖြော်ရည်ကိုတောက်သုံးနိုင်တဲ့အပြင်အခွင်တွင်လိုက်ကိုပင်တဲ့များစွာပါဝင်နေတဲ့အတွက်ကြောင့်ကင်ဆာဆဲတွေကိုတည်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်လဲကင်ဆာယောဂါပြင်းထန်စွာခံစားနေရတဲ့သူတွေအဖို့မင်းကိုတီးကဖြစ်ရန်အလားအလာရှိနေသူတွေအတွက် ကင်ဆာဆဲမပြန့်ပွားစေရန်ဟန်တာပေးပါတယ်။ မင်းကိုယ်ဒီဖြောရည်မှာအသားကြီးတက်တက်ပြုတ်လုတ်ခြင်းမဟုတ်ပဲတမူထူးကြစွာ အသီးတစ်ခုလုံးကိုခြေမွဖြက်စီးပြီးအရေရရှိစေခြင်းဖြစ်ပါတယ်မင်းကိုယ်ဒီမှာအိုမင်းရင်ရောခြင်းကိုကာဝယ်ပေးနိုင်တဲ့ဓာတ်အရေပြားမှာကလစီများတည်ဆုံးပျက်စီးခြင်းကိုယော့နှဲစေခြင်းတို့အပြင်ဓာတ်မတည်မှုနဲ့ရာရန်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်အရေပြားကိုတင်းရင်ချစ်လက်စေပြီးအသားအရေကိုလည်းဝင်းဝါဆုပ်ပြေစေပါတယ် အမာအယွတ်အဖြစ်တည်ရှိကြံနေခြင်းကိုလည်းကွယ်ပြောင်းနိုင်စွမ်းရှိပါတယ်။ဒါပြင်မင်းကိုယ်ဒီအသားဟာသွေးလည်သက်မှုအာပေးကြီးဝက်ချံတင့်တဲ့ရှရတဲ့အရေးပြားတွေပေါ်မှာဖြစ်စေတဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။သူ့မှာဂျမင်းတစေးတဲ့တမျိုးပါဝင်ပြီးအသားအရည်ကိုနူးညံ့ချောမွေ့စေပြီးထိခိုက်ရောင်ရမ်းခြင်းမှလည်းကာကွယ်ပေးပါတယ်။မင်းကိုယ်ဒီအသားမှာထုတ်ယူထားတဲ့အစီအနှစ်ဟာ ဓာတ်မတည့်တဲ့အလာဂျီများကို ကာကွယ်ပေးနိုင်တဲ့အပြင်အုံနောက်ညံရီတိုးပွားစေရန်နဲ့အဆင့်မြင့်ကြိုက်ခဲမှုကိုတက်တာစေရန်အတွက်အထူးကောင်းမွန်စေပါတယ်။အခွင့်မအနီရောင်လိုက်ကိုပင်တက်ဟာအကျိတ်အခဲကြီးထွားမှုကိုဟန်တာနိုင်ပြီးအသေးအဆုပ်နဲ့အစာခြေလမ်းကြောင်းမှာရှိနေတဲ့ကင်ဆာဖြစ်ပေါ်ခြင်းတို့ကိုကာကွယ်ပေးပါတယ်။ဒါ့အပြင်အနုဇီဝအစိတ်အတော့တော်တော်များများကိုတားဆီးရန်ကန့်သက်ခြင်းနဲ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ကိုလက်စတောကိုလျှော့နှဲစေတဲ့အတွက်ကြောင့်ကိုလက်စတောကိုလျော့နှဲစေကြောင်းကုန်သတ်တည်ရှိပါတယ်။အနာကျက်စေခြင်းနဲ့အရေကြီးမှုမီးလောင်မှုပြည်တယ်နာများကိုပျောက်ကင်းသက်သာစေပါတယ်။မင်းကုတ်တီဖြော်ရည်မှာတဘာဝဖြော်ရည်တစ်မျိုးဖြစ်ပြီးမြည်သည့်အကူဖြည့်ဆက်ပါဝင်ပစ္စည်းများမပါဝင်ပါ။မင်းကုတ်တီတို့အားအညာပွင့်ချက်တို့ကိုဖယ်ရှားပြီးအခွန်အစေအသားစရာတွေကိုနှုတ်နှုတ်ဆင်းလျက် ဖြော်ရည်ဆက်မှာရေနှဲငယ်ထဲပြီးမှွေပေးပါကခရမ်းရောင်ဖြော့ဖြော့စိမ်းစားငပိအယောင်ရှိတဲ့မင်းကိုတီးဖြော်ရည်ကိုရရှိပါလိမ့်မယ်။အရသာမှာအခွင့်အ í အာနိသင်ပိုဆူးရှတဲ့အတွက်ကြောင့်ဖန်တွတ်တွတ်ရှိပြီးပေါ့ပြက်ပြက်နိုင်သေးပါတယ်။၎င်းတဘာဝဖြော်ရည်ကိုပလင်းမှာထဲပြီးရေခဲတတာရဲရင်တင်းစီကရက်ရှည်လများစွာတောက်တုံးနိုင်ပါတယ်။မင်းကိုတီးဟာ ယာတိသီးနှံဖြစ်တဲ့အတွက်ကြောင့်အသီးလိုင်လိုင်ပေါ်ခြင်းအသီးလိုင်လိုင်ပေါ်ခြင်းပေါ်များခြင်းတွေမှာအထက်မှာဖော်ပြထားတဲ့ဖြော်ရည်ကို ပြုလုပ်ပြီးသုံးမိသိသိလျက်တောက်သုံးနိုင်ပါတယ်။ကင်းစာယောဂအတွက်နောက်ဆုံးအချိန်လက်လျှော့ထားတဲ့သူများပင်လင်မင်းကိုယ်တည်းရဲ့အစွမ်းနဲ့အသက်ဆက်လက်ရှင်သန်နေနိုင်ပြီးယောဂပျောက်ကင်းခြင်းရှိတဲ့အတွက်ကြောင့်စီးကောင်စီကပင်မင်းကိုယ်တည်းဖြော်ရည်တောက်သုံးကြရန် လုံဆောင်ခဲ့ကြပါတယ်။